မင်္ဂလာပါ The Great Godzilla Terror မှာဖြစ်ပါတယ်။တင်တော်မနက်ဖြန်ငွေကြီးကန့်အခြေအနေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။မနက်ဖြန်မှာဆိုလို့ရှိရင်ပေါ့နော်ငွေကြီးကန့်အနေနဲ့အနေနဲ့ပေါ့နော်အကောင့်တစ်ဝက်အစိုးတစ်ဝက်ဖြစ်နေတတ်တာမျိုးတွေ့ရပါတယ်။အကောင့်တစ်ဝက်အစိုးတစ်ဝက်ဆိုတာပါလဲဆိုတော့ငွေကြီးလောက်ကန်နဲ့ပတ်သက်ပြီးပေါ့ပတ်သက်ပြီးတော့ပေါ့နော်ကိုက ကိုထင်ထားတာထက်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတဲ့အခြေအနေမျိုးကြောမှာအဓိကတော့ပေါ့နော်စိတ်ပင်ပန်းနေဆိုတာထက်ဒီမှာတွေ့ရတာတော့လူပင်ပန်းတာကပိုပြီးတော့များတယ်။နောက်ပြီးတော့လမ်းကြောင်းအစ်စ်တွေပေါ့နော်ကိုမလုတ်ဖူးတဲ့မကင်ဘူးတဲ့အရာမျိုးတွေနဲ့ကင်တယ်ထီတွေးဆက်ဆံရလိမ့်မယ်။လမ်းကြောင်းအစ်စ်တွေရှာဖွေရလိမ့်မယ်။နော်ဒါကြောင့်မို့လို့ ဟာစိတ်ပင်ပန်းနေဆိုတာထပ်ပေါ့နော်လူပင်ပန်းနေဆိုရင်ပို့ပြီးတော့မှန်နေအာပင်ပန်းတာတော့ပင်ပန်းတာပေါ့နော်ရှုံးနှိမ့်ဖို့တော့မရှိဘူးအောင်မြင်ဖို့တော့ရှိတယ်ဘာဖြစ်လို့လဲဆိုရင်ဒီမှာမြင်ရတလားကိုတီကိုဒီလောက်ရမယ့်အလုပ်တွေနဲ့ပတ်သက်ပြီးတော့ အာကိုဘကခန့်ခိုင်မှာမှာပေါ့နော် လုံနိုင်မှုအတွက်ဉာဏ်ပညာစွမ်းရည်အရေးချင်းတွေအပြည့်အဝရှိနေတယ်ဆိုတော့ပုံစံမျိုးတွေ့ရတယ်အကယ်၍ပေါ့နော်ကိုလုံးရမဲ့အလုပ်တွေကအရန်ကို များပြားနေတဲ့ဆိုရင်တောင်မှပေါ့နော် ကို့အလုပ်တွေရောသူများအလုပ်တွေရောပေါ့နော် တွဲဖက်ပြီးတော့ခါရဲပုံပြီးတော့လုံရတယ်ဆိုရင်တောင်မှပဲအလုံးမပြီးတာမျိုးမဟုတ်ဖ ೇನೆ ပြီးအောင် လုံနိုင်နေမယ်ဆိုတော့ပုံစံမျိုးတွေ့ရတယ်နောက်တစ်ခုမနက်ဖြန်မှာဆိုလို့ရှိရင် မိသားစုရေးရနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့လိုက်လံကူညီရတာမျိုးတွေရှိတတ်တယ်။နောက်တစ်ခုရဝေးကပေါ့နော်ရဝေးကအကူအညီတွေလည်းရရှိတတ်တယ်။ကိုမမြင်ဘူးမသိဘူးမကြွမ်းဘူးတဲ့သူတွေနဲ့အတူလက်တွဲပြီးတော့ငွေကြေးဆိုင်ရာစကားပြောရတာစီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်တွေချမှတ်ရတာမျိုးကြုံရတတ်တယ်။ တချို့ဆိုရင်လူမျိုးခြားဘာသာခြားနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလောက်ရခံရတတ်တယ်လူမျိုးခြားဘာသာခြားတွေလည်းအကျိုးပေးတတ်တယ်နော်ကိုနဲ့မတိမချွမ်းဖူးသောနေရာကသစိမ့်တရားနေနဲ့ပေါ့နော်တွဲဖက်ပြီးတော့လောက်ကိုင်းတဲ့လုပ်ငန်းတွေမှာအောင်မြင်တတ်တယ်အရင်တော့ကလှုပ်ထားတဲ့ကိစ္စတွေရှိရဲ့ဆိုလို့ရှိရင်လည်းအောင်မြင်ချောင်းမင်္ဂလာစကားကြားရတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်နော်အဲ့တော့မနက်ဖြန်မှာငွေကြီး အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အသစ်စတင်လုပ်ချင်တဲ့သူတွေအနေနဲ့လည်းလုပ်လို့ရပါတယ်။နေကောင်းတနေ့ထဲမှာပါတယ်ဆိုတာမျိုးတွေ့ရပါတယ်။ကိုယ်အနေနဲ့လုပ်ငန်းသစ်တွေစတင်နေတယ်ဆိုရင်လည်းစတင်မှာအကယ်၍တမိုးကြီးလက်ဝဲယတနာပစ္စည်းပဲဖြစ်ဖြစ်ပေါ့နော်။ကားလိုမျိုးပေါ့နော်အဲ့လိုပစ္စည်းမျိုးတွေလည်းဝင်ကင်းရှိရဲဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အကယ်၍ဟိုဝယ်ယူစုဆောင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဝယ်ယူစုဆောင်လို့ကောင်းတဲ့နေမျိုးဖြစ်ပါတယ်အဝင်ကောင်းပါတယ်လို့နော်